ဒါကတော့လေဖြစ်သွားတာကအဲလူတန်းစားမီးပဲပေါ့နော်ချမ်းသာတာရောဆင်းရဲတာရောမရှိဘူးအကုန်လုံးကဒီတပြေးညီပဲတဘာဝပဲကိုခံစားလိုက်ရတယ်ဘယ်သူမှလည်းကြိုတင်ပြီးတော့လည်းမသိနိုင်ဘူးကြိုတင်ပြင်ဆင်ချိန်လည်းမရဘူးပေါ့ဆေးဆုံးသွားတဲ့အချိန်မှာသူတို့တေလို့တေမန်းအောင်သိမှာမဟုတ်ဘူးလေနော်ရုတ်တရက်ကြီးကိုမြင်မြန်ဆန်ဆန်တွင်း ်တမနဲ့နမနဲ့တွင်မှာဖြစ်သွားတဲ့အတွက်ကြောင့်လို့ပေါ့ဒီကြံရက်တဲ့မိသားစုဝင်တွေအတွက်ကိုလည်းတော်တော်လေးကိုစိတ်မကောင်းဖြစ်ပါတယ်မန်လေးကလူတွေအဲ့စကိုင်းတော့အဲ့ဘက်ကလူတွေဆိုတော်တော်ပိုဆုံးမှာပေါ့နော်ဒီမှာတော့မှအိနေတော့အနေနဲ့ကတခုဆိုရင်တော့မှလှုပ်နေရပဲဖြစ်နေတာအခုချိန်ထိတော့မှကိုမဆိုလို့ရှိရင်ကြည့်လိုက်ရင်လုံးဝမျိုးပြတ်တပွဲကြီးဖြစ်နေတာလေနော်ဒီဒါကတော့ကိုကတော့ラインပေါ်မှာပဲကြည့်ရတာပေါ့တကယ်မြေပြင်မှာတွေ့ရတဲ့အာဆိုလို့ရှိရင်ပို့ပြီးတော့တော်တော်လေးကိုခံစားနိုင်မှာတော့မဟုတ်ဘူး။အဲဒါအဲ့ဒ ါပေါ့ညီမလေးရွေးပြီးတော့တင်တာတာတွေ့လို့လေသူ Facebook account ကနေပြီးတော့အဲပုံမီရဲ့ဒီ live လေးကိုသူ share တာတာတွေ့တယ်ပေါ့နော်အဲ့တော့သူတို့လည်းရှိမယ်ဆိုတော့အဲဒီနေ့လာ join ဖြစ်တာပါဟုတ်ကဲ့အခုလိုမျိုးပေါ့နော်ကိုယ့်ရဲ့ဒါဟို တနေအားနေပေါ့တရောင်းတနေအားနေပြီးတော့ဒါသူတို့ကူညီခွင့်ရတယ်အတွက်ကြောင့်မလို့ဝမ်းသာပါတယ်ဒီမှာဘယ်လိုပြောဘယ်လိုပဲပြောပြောပေါ့နော်ဟိုဟာအဲ့ထိမသွားနိုင်တဲ့အခါမှာဒီအလူငွေတွေအလူငွေပေါ့နော်ကောက်ခံတဲ့အခါမှာကိုယ်တွေဒီမှာလာပြီးတော့လှူအားနေနဲ့ပါဝင်ကူညီခွင့်ရတဲ့အတွက်ကြောင့်မလို့ဝမ်းသာတာပေါ့ဟုတ်ဟိုပူပန်ခဲ့ရတယ်ဆိုတော့စစချင်းတော့ ကိုမိဘပေါ့နော်ကို့အဖေနဲ့ကို့သမီးကိုဥုံဖုံးစားတာပေါ့နော်ဒါမှမဟုတ်အဆက်အသွယ်မရဘူးပေါ့အဲ့မှာလည်း line နေပြတ်တယ်ဆိုတော့အမ်မန်လေးမှာလောက်ထိပြတ်သွားမယ်မန်လို့တော့မသိဘူးပေါ့ရန်ကုန်မှာတော့အထိကိုင်နေပါတယ်ဒါမှမဟုတ်မမတို့ကလည်းအထက်မြင့်မှနေရဆိုတော့စိတ်ပူတာပေါ့နော်စိတ်ပူတော့တမီးကိုဆက်တာပေါ့ဒါပေမဲ့တို့လည်းစင်ပြေးပါတယ်ပေါ့နော်အဲနောက်ဆုံးတော့တို့နဲ့အမအကြရှုတယ်မှရောက်နေရအောင်အဲကြောင့်တို့ကကြအိမ်မှာအဲအဲဆိုတော့ပြီးတော့ပြီးမှမန္တလေးကကိုအိမ်ပြန်ရောက်တော့မှလမ်းလေးပိုင်းပြန်တဲ့အခါမန္တလေးမှာတော်တော်ဆိုးသွားတယ်ဆိုတာသိရဲ့ကိုအတိမိတ်ဆွေတွေကတော့ကိုက မက်ဆန်ဂျာကနေပြီးတော့ပြောရတာပေါ့နော်ဖုန်းလိုင်းတွေကလည်းမရဘူးကိုအဲ့လိုမျိုးသူတို့လည်းအမအတီထဲမှာတော့တော်သေးတာကအဲ့လိုအိမ်နေပိုင်းလောက်ပဲထိခိုက်ပျက်စီးပြီးတော့လူအန်ရယ်တွေတော့ဘာမှမဖြစ်ကြဘူးပေါ့နော်အဲ့ဒါကိုပဲကိုကကျေးဇူးတင်ရမှာပေါ့ဟုတ်ဟုတ်ဒါကြတော့လေဖြစ်သွားတာကအဲလူတန်းစားမရွေးပေါ့နော်ချမ်းသာတာရောဆင်းရဲတာရောမရှိဘူးအကုန်လုံးကဒီတပြေးညီပဲတဘာဝပေးကိုခံစားလိုက်ရတယ်ဘယ်သူမှလည်းကြိုတင်ပြီးတော့လည်းမသိနိုင်ဘူးကြိုတင်ပြင်ဆင်ချိန်လည်းမရဘူးပေါ့အဲ့ဒါကြောင့်မလို့ဟို တချို့တွေဆိုလို့ရှိရင်တို့တို့ဒါဟိုဘယ်လိုပြောမလဲကွယ်လွန်သွားတယ်ပေါ့နော်တည်ဆုံသွားတဲ့အချိန်မှာတို့တည်လို့တည်မှန်းအောင်သိမှာမဟုတ်ဘူးလေနော်ရုပ်တရက်ကြီးကိုမြန်မြန်ဆန်ဆန်အတွင်း10မိနစ်5မိနစ်အတွင်းမှာဖြစ်သွားတဲ့အတွက်ကြောင့်လို့ပေါ့ဒီကြံရက်တဲ့မိသားစုဝင်တွေအတွက်ကိုလည်းတော်တော်လေးကိုစိတ်မကောင်းဖြစ်ပါတယ်အဲပြီးတော့လေဒါပေမဲ့လည်းရှေ့ဆက်ရမယ့်အတွက်ကြောင့်လို့အကုန်လုံးကတော့အားတင်းပြီးတော့ရှေ့ဆက်ပြီးတော့ဒါဘယ်လိုပြောမလဲခုနကလိုပြန်လဲထူထောင်ရေးတွေလည်းလောက်အောင်မယ်ပေါ့နော်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာတွေပေါ့ အရာအရာ အားလုံးအတွက်ကိုဟိုပြန်လှည့်ပြီးတော့ထူထောင်ကြမှာပေါ့လူတိုင်းကဘာဖြစ်လို့လဲဆိုတော့မန်လေးကလူတွေအဲ့စကိုင်းတို့အဲ့ဘက်ကလူတွေဆိုတော်တော်ပိုဆုံးမှာပေါ့နော်ဒီမှာတော့မှအဲ့နေတော့အနေနဲ့ကတခုဆိုရင်တော့မှလှုပ်နေရပဲတင်နေအခုချိန်ထိတော့မှမူးတာ哦အဲ့လိုမျိုးပေါ့လှုပ်သွားတယ်ပြီးတော့ရင်းနေတုံနေဆိုဟိုမှာဆိုလို့ရှိရင်ကြည့်လိုက်ရင်လုံးဝမျိုးပြတ်တပွဲကြီးဖြစ်နေတာလေနော်ဒီဒါကတော့ကိုကတော့ラインပေါ်မှာပဲကြည့်ရတာပေါ့တကယ်မြေပြင်မှာတွေ့ရတဲ့ဟာဆိုလို့ရှိရင်ပို့ပြီးတော့တော်တော်လေးကိုခံစားနိုင်မှာတော့မဟုတ်ဘူးပေါ့ ready for takeoff. ကြတော့ဒီမတော်နာကစ်တုံးကလည်းလှုပ်သေးရဲ့လေလှုပ်တုံးသွားဆိုလို့ရှင်လေအဲ ိမ်တွေကတော့ရိမ့်တာပဲပေါ့နော်ဒါပေမဲ့ဒီလောက်ကြီးကျဲပြီးတော့အဲ့လိုဖြစ်ပြက်သွားတာမျိုးကတော့တခါမှမကြုံဘူးလေမကြုံဘူးတော့အခုချိန်မှာအကုန်လုံးကတော့အကုန်လုံးလိုလိုပဲကြောက်စိတ်ပေါ်ဝင်တာပေါ့နော်ဒါဒီလိုမန္တလေးမှာကအထက်မြင့်ကြီးတိတ်မရှိဘူးဒါတော့မှဒီလိုမျိုးဒီလိုမျိုးပြက်လိုမျိုးကြီးကိုဖြစ်သွားတယ်ဒီရန်ကုန်သာဆိုလို့ရှိရင်ဆိုတဲ့စိတ်မျိုးကလည်းပို့ပြီးတော့လည်းကြောက်တယ်လေဘာလို့အကုန်လုံးအထက်မြင့်များတာကိုအဲ့ဆိုလို့ရှိရင်တော့ ါတို့ဒီရန်ကုန်သားဆိုလို့ရှိရင်တော်တော်လေးကိုဆုံးရှုံးမှုများမယ်ပေါ့နော်ဒါပေမဲ့လည်းဘာမှလည်းကြိုတင်လဲလဲလှုပ်လို့တော့လည်းမရမမရတာငလင်းအားကြတော့လေပြေးစင်မှုတော်မှတော်မှအချိန်တချို့မမီလိုက်တဲ့လူတွေလည်းအများကြီးပဲလေဟောဒီအိမ်အောင်ကနေပြီးတော့အရှိထွက်ဖို့တော်မှမမီရများအရန်ခါနေတဲ့အတွက်ကြောင့်ဘယ်မှလည်းသွားလို့မရအောင်လေဟိုအမားတို့တော်မှဒီရန်ကုန်မှာလောက်သွားတဲ့ဟာတော့တော်မှအမားတို့အရန်ကြောက်နေရပဲဒီအမားအမားတို့နေ ဟိုကျွတ်တေရိုက်တဲ့အိမ်ဆိုလို့ရှင်ဒါလုံးချင်းလေလုံးချင်းမှာတော့ခါနေတော်တော်လေးကိုယ်တိုင်လည်းဟိုပေါ့နော်တိလေးတွေကိုလည်းချစ်တယ်ပေါ့နော်သူတို့ရေဆိုလည်းဒါဒါဒီတို့ကအရန်ပူတယ်လေနော်အာတိလေးတွေရောပြီးလို့ရှိလို့ရှင်ဒါကယ်ဆယ်ရေးအဖွဲ့တွေပေါ့နော် ပရိုက်တာကယ်ဆယ်ရေးအဖွဲ့တွေရောဒါအပြင်ပပြပရောက်လာတဲ့ကယ်ဆယ်ရေးအဖွဲ့တွေရောဒါတော်တော်လေးကိုကျေးဇူးတင်ပါတယ်ဘာဖြစ်လဲဆိုတော့ဒီလိုမျိုးနေ့ရောညရောပေါ့နော်ဒီလိုရှာဖွေပေးကြတယ်ဟိုတိလေးတွေကလည်းသူတို့လည်းဒရက်တာအားပါဝင်ကြတယ်ပေါ့နော်သူတို့ဆိုလည်းဒီရာတီဥတုဒဏ်က တော်တော်မူတာလေကျွန်တော်တိုက်ကြိုတက်ပြကြဒါပေမဲ့လည်းဘလို့ပဲပြောပြောသူတို့လေးတွေရောအကုန်လုံးပူပေါင်းပါဝင်တဲ့အတွက်ကြောင့်မလို့အသက်ဟိုနိုင်ပေါင်းမြောက်များစွာပိတ်နေတဲ့လူတွေတော့မှအသက်ရှင်လျက်ပေါ့နော်ကဲထုတ်နိုင်ခဲ့တယ်အဲအဲ့တော့ကြောင့်မလို့အတိုင်းမသိဝမ်းသာပါပေါ့နော်ပြီးလို့ရှိရင်လည်းရှင်များရှင်တွေအုံမလားတောက်ခံနိုင်အုံမလားပေါ့အဲ့လိုမျိုးလေးတွေထပ်တွေ့မဲ့တည်နေပဲကြားချင်ပါတယ်ရှင်ဟုတ်ပါလေအဲ့လိုမျိုးလေးဟိုတိလေးတွေပဲပြပြပါလေးပဲအဲ့လိုမျိုးဆိုအမမကြည့်ရောဘူးတလားအရင်အစိတ်ထိကြိုက်လို့လေနော်ဒီလိုမျိုးဘာမှမဟုတ်ပဲဟို ီတိုင်းကွာရုပ်ရှင်ကြည့်အောင်ငိုတက်တယ်လို့သိလားရုပ်ရှင်ထဲမှာမင်းသမီးမျက်ရည်တစ်ပေါက်ဆိုတော့ကွာတစ်ပေါက်ကြာတာဒါကိုရုပ်ရှင်ရိုက်တဲ့လူလေးအဲ့လောက်ထိမခံစားနိုင်ဘူးပေါ့နော်အဲ့လိုမျိုးတွေပေါ့တချို့ဟာတွေဆိုလို့ရှင်လုံးဝကြည့်ပြီးတော့ဖာအဲ့လိုမျိုးပြောတဲ့ဟာတွေပါလေဆိုလို့ရှင်အဆုံးထိမကြည့်နိုင်ဘူးဘာဖြစ်တော့မင်းနာမှာတ िश ူးနဲ့ငိုနေပြီကွာအဲ့လိုမျိုးလေးပေါ့ဟိုဆုံးရှုံးသွားတဲ့လူတွေပေါ့တော့ဘာနဲ့မှအစားထိုးလို့မရအောင်နော်အမားတို့တောင်မှတော်တော်လေးဖြစ်တယ်သူတို့ရဲ့ရင်ထဲမှာဆိုဘလောက်တောင်ဘလောင်ဆူနေမလဲပေါ့ဒါတော့အမှားရဲ့ဟိုဟာပေါ့ ကိုလုံးတဲ့ကံကိုပဲခံရမှာပေါ့နော်ဒါတော့အဲတအားဒုက္ခရောက်နေတဲ့အချိန်မှာသူများမျက်ရည်ပေါက်ကြီးခင်ကြာနေပြီးတော့စိတ်ဆင်းရဲကိုယ်ဆင်းရဲပြန်သွားလိန်စားတဲ့သူတွေတွေ့ပါတယ်ဟုတ်လိန်စားတဲ့သူတွေဓမြတိုက်တဲ့လူတွေအတိထဲမှာလည်းဟုတ်ဆိုရင်တို့နေပြီးတော့မှဓမြတိုက်ခံရတယ်ပေါ့အဲရန်ကုန်ပြေးလာကြတယ်ပေါ့နော်အဲဆိုတော့အပြင်မှာနေနေရကြတယ်မှာမလုံခြုံတဲ့ဟာတွေပေါ့အဲ့လိုမျိုးတွေကြတော့လဲဘယ်လိုမှပြောလို့မရဘူးပေါ့မရဲ့ဒါကတော့အကုန်လုံးကဟို ိုပြုတ်တဲ့ကံကိုပဲခံရမှာပေါ့နော်ဒီချိန်မှာမခံရသေးတဲ့အခါမှာနောက်တစ်ချိန်တော့ကိုပြန်ခံရမှာပေါ့အာလုံရလို့ရှိရင်လည်းလုံကြပါစေပေါ့ဒါတွေကတော့တကယ်ကိုမလုံသင့်မလုံထိုက်တဲ့အရာတွေလို့ပဲမြင်ပါတယ်ဟုတ်ဟိုဒါကတော့ဒီမြန်မာပြည်မှာပေါ့နော်ဒီယာအေးဒီဟိုဒီကိုရီလည်းဒီတက်တက်တက်တန်တလျှောက်ပေါ့ဒါအသက်40ကျော်ဒီမှာဒါပရမအောင်ဆုံးအရင်ပြင်းပြင်းထန်ထန်ကိုမြင်မှုတာပဲပေါ့နော်ပြင်းပြင်းထန်မြင်မှုတော့တော့အားလုံးကတော့ထိတ်လန့်နေကြပါတယ်ဒါပေမဲ့လည်းဒီအဖြစ်ဆိုကနေပြီးတော့ယုံထွက်ပြီးတော့ပဲရှေ့ကိုအားတင်းပြီးတော့ပဲ ဘယ်လိုပြောမလဲစ조사ပြီးတော့ဆက်ရှောက်အောင်ပါဗောရှင်ဟုတ်โอเคဒါကတော့เนาะဒီခொနေရသားသမီးများအားလုံးပေါ့အခုဖြစ်သွားတဲ့ငလင်းနဲ့ပတ်သက်ပြီးအကုန်လုံးကတော့စိတ်ထိခိုက်ကြေကွဲနေကြမှာပဲဗောနော်ဒါကတော့ဘယ်လိုမှဟိုနှစ်သိမ့်ပေးလို့ပဲရမယ်အဲဘလောက်တိဒီပူဆွေးတော့ကရောက်နေရမလဲဆိုတော့နိုင်ရှင်တို့တောင်မရပါဘူးအဲ့ဒီတော့ကြောင့်ဒါပေမဲ့လည်းရှစ်ဆက်ရမယ့်ဟာတွေရှိသေးရတဲ့အတွက်ကြောင့်မလို့ဟို အာမငယ်ကြပါနဲ့ပေါ့ရှင်အာမငယ်ပါအာမငယ်ပါနဲ့ဒါပြန်နေထူထောင်ရေးကိုလည်းပြန်လှုပ်ပြီးတော့ပဲလူဘွားဆိုတော့လည်းရှေ့ကိုဒီလိုပဲဆက်သွားမှာပဲပေါ့နော်အဲပြီးတော့လည်းအခုဒီပျက်စီးသွားတဲ့ဈာတွေကနေပြီးတော့ကဲထုတ်နေတဲ့ဒါမှာအသက်ရှင်ရဲ့ကျန်တဲ့လူတွေလည်းအများကြီးရှာဖွေတွေ့ရှိကြပါစေလို့ပဲဆုတောင်းပါတယ်ပြီးတော့ဒီကဆိုးကြီးကနေပြီးတော့လည်းထပ်မဖြစ်ပါစေနဲ့ပေါ့နော်ဟိုထပ်မဖြစ်ပါနဲ့ကဆိုးကဆိုးရန်နေပြီးတော့လည်းဟိုမကြောက်ရောက်ကြပါစေနဲ့လို့ပဲဆုတောင်းပါတယ်ရှင်နောက်နောက်ပေါ့ဟုတ်